ာပရိသတ်သမီးမိတ်ဆွေတွေမိတ်ဆွေတို့လက်ရှိ2025ခုနှစ်လေးလပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခြေတူဆောင်ရလှုပ်ဆောင်ရစဉ်းစားနေပါတယ်ဆိုရင်ခြေတူဆောင်ရလှုပ်ဆောင်မှာအကောင့်တွေပေါ်ပါဖြစ်အောင်လုပ်ပါဖြစ်ဖို့ဖြစ်ပါလိမ့်မယ်ဒါအပြင်အထက်လူကြီးအကြီးအကဲတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာအကူအညီထောက်ကူတွေရရှိတတ်သောကာလအစဉ်ပြီးမဲ့ကာလဟို တိုးတက်မဲ့ကာလကိုပြနေတယ်အစဉ်ပြောင်းရှိသူစားရပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်ငါတိလုပ်တင်လာလို့စဉ်းစားတွေးပေါ်နေတာမျိုးလက်ရှိမှာဒီကနေတွက်ပြီးအရှာတစ်ခုကိုလှုပ်ဆောင်တင်တလားသို့မဟုတ်လုပ်ငန်းကနေနားပြီးတော့ကိုယ်တိုင်လုပ်ငန်းလေးတစ်ခုကိုအကောင့်ထဲပေါ်တင်တလားဆိုရင်လုပ်ပါချစ်လို့ဆိုရင်အောင်မြင်နိုင်တော့လာတိုးတက်နိုင်တော့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ်ထို့အပြင်ကြာစာပရိသတ်ရမီမိတ်ဆွေတွေကဒီလာတာတော့တို့မှာဆိုရင် မိတ်ဆွေတို့ဟာဒီကာလအတွင်းမှာ လိုတာချက်ပို့ပြီးတော့လူထင်ကြီးခံရခြင်းကိုယ်မှာလက်ထဲရှိတာငွေတသိန်းဘောင်းဝင်းကြီးမှမြင်တာသိန်းတရာဒီလိုမျိုးတွေလူထင်ကြီးခံရတတ်တယ်ဒါလေးတော့မိတ်နေပေါ့ဗျာနော်မရှိတာကိုလိုက်ပြောနေကြမလို့เนาะဆိုတော့အဲလူထင်ကြီးခံရတာမျိုးတွေကြုံရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်တိုင်းအလုံးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ကိုအခွင့်အလမ်းပေးခြင်းမျိုးတွေယာတုတိုးပေးခြင်းမျိုးတွေယာဟာခံရတာမျိုးတွေကြုံရတတ်တယ်လို့ယာတုလုပ်ငန်းနဲ့ပတ်တိုင်းတစ်သေးလူယုံအဆရှိတာမျိုးတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေထောက်ကူတွေရရှိ ရှိတာမျိုးအခွင့်အလမ်းတွေကျင်းတည်ရရှိတတ်သော ကာလဖြစ်ပြီးတဲ့အခါငဘူကအိမ်တွင်းရဲ့အိမ်တော်ရဲ့မိသားစုရဲ့အဆင်မပြေသူတွေလက်ရှိမှာအဆင်ပြေအောင်တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ကိုကိုတိုင်းကတဲ့မဲ့ကြိုးစားရင်အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိမဲ့လာဖြစ်တယ်လို့ဘာကိုဖြစ်ဖြစ်ဥဆောင်လို့ပါအမိခံလို့ပါခြေတူအောင်မြင်အောင်စွမ်းဆောင် နိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်တော့လုံးတလောက် ဖြစ်ဖြစ်တလောက်ရရှိမဲ့ကာလဖြစ်ပြီးတော့ကြိုးစားရင်ကြိုးစားတလောက်ရရှိနိုင်တဲ့အပတ်တာအပိုင်းခြားကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ချစ်တို့ဆောင်ရဥဆောင်လို့လို့ကောင်းသောလဖြစ်ပါတယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဆက်လက်ပေါ်ပြပေးပါစီ ဒီလက်ရာတော့ဒီမှာကြာစာပိတ်သားသမီးတွေအနေနဲ့နိုင်ငံခြားခီးသွားကိစ္စတွေခြေတူဆောင်ရလှုပ်ဆောင်မှာအားသာခြင်းတူတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိနိုင်ပါတယ်ထို့အပြင်နော်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေခြေတူဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာထုတိုးနိုင်ပါတယ်ယာထုတက်နိုင်ပါတယ်ယာထုတိုးယာထုတက်ဖို့အတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိနိုင်တော်လာဖြစ်ပါတယ်ဒါအပြင် စက်တုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေစက်မှုလုပ်ငန်းတွေအဆရှိတဲ့လုပ်ငန်းတွေကိုပိုင်ဆိုင်ဈေးဆိုင်စမ်းစီစီစားစားသောက်ကုန်နဲ့ပတ်သက်တာတွေရင်နဲ့ပတ်သက်တာတွေဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တုဆိုင်ရာလှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဒီလာတာတော့ဒီမှာဆိုရင်အထယ်လေးလုပ်ငန်းတွေ TT ဖနက် online social media နဲ့ပတ်သက်ပြီးရှေ့တို့ဆောင်ရလှုပ်ဆောင်တာတွေခီးသွားဆိုင်ရာကိစ္စတွေစကားပြောစုနဲ့ပတ်သက်တဲ့အရာတွေအဲစွန့်ရလို့ပေါ့ online နဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အလုပ်တွေမှာရှေ့တုဆောင်ရလှုပ်ဆောင်ရင်အားသာမှုတိုးတက်မှုတွေရရှိပြီးတော့ကံကောင်းစေပါတယ်။ငကိုကသာသမိနဲ့ပတ်သက်ပြီးစိတ်ချမ်းသာမှုအားနည်းစေတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းကောင်းတွေဆွေမျိုးသားချင်းတွေရဲ့အလှူဒန်းကိစ္စဘာသာရေးကိစ္စလေးတွေဒီဆွမ်းနာလို့ပေါ့ကျုံ वा တက်ပါတယ်ဘာသာရေးကိစ္စဆွမ်းဆွမ်းနာအလှူဒန်းကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းသောကာလလူနိုင်တတ်နိုင်သောကာလဖြစ်တယ်မိမိအိမ်မက်အတွင်းမှာဖျားစီးဒီအပြက်တွေ မတ်တာမျိုးဖျားစီစီနဲ့ပတ်သက်ပြီးမတ်တာမျိုးဘုံကြီးယဟန်အလူတန်းကိစ္စတစောင်းနေမတ်တာမျိုးလေးတွေဟောစွန့်ရလို့ပေါ့ရေလေအတွက်ကောင်းပါစွန့်ရလို့ပေါ့ဟိုစွန့်ရလို့ကြောင်းစီဒီဟောင်းနေမင်းဝင်းမင်းစားတွေနန်းဝင်းနန်းစားတွေညမတ်တဲ့သူများဖို့ကတော့ဘာသာရေးဆိုင်ရာကိစ္စတွေကိုထူးထူးခြားခြားလောရတော့မယ်ဆိုတဲ့အတိတ်နမိတ်ဖြစ်ပါတယ်ခင်ဗျာထီကန်ဆန်းလို့ကောင်းပါတယ်ထီပေါက်နိုင်သောကာလဖြစ်ပါတယ်အကျိုးပြသောကဏ္ဍအခရာတွေနဲ့၃ကဏ္ဍ၁ကဏ္ဍ၂ကဏ္ဍ အကျိုးပေးကံကောင်းအားသာစီပါတယ်ဒီလိုက်တာတော့ဒီမှာကျမ်းမာရင်းနဲ့ပတ်သက်ရင်ကျန်စာပရိသတ်မိတ်ဆွေတွေကကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးလေးတွေအစာရင်းနဲ့ပတ်သက်တာမျိုးလေးတွေနည်းနည်းလေးသတိထားစီမံရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလိုက်တာတော့ဒီမှာ စာချုပ်စာတမ်းလေးတွေနဲ့တိတိကျကျလောက်ပါအဲမလိုအပ်တဲ့စကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတ်တော့လားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်လည်းလက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်တစ်ချိန်နဲ့တောင်းရင်မရနိုင်ဘူးနှစ်ချိန်သုံးချိန်တောင်းတာမျိုးနှစ်ချိန်သုံးချိန်လောက်ရတာမျိုးလုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်ငွေကြီးဆိုင်ရာကိစ္စလေးတွေမှာတော့တစ်ချိန်နဲ့ရွှေရွှေရှိရှိမပြီးပဲနဲ့အဖြစ်အနောက်လေးတွေပေါ်ရတဲ့အတွက်တော့တတိထားစင်ပြီးကိုလိုအပ်ပါတယ်ဒီလအတွင်းမှာမိတ်ဆွေအဲကျဆာပရိသသမီးမိတ်ဆွေတွေအနေနဲ့ 哎。<laughs> အထူးသဖြင့်ပေါ့နော်လူငယ်တွေအရှိအီးမှဆိုရင်တော့တယောက်နဲ့တယောက်တူးနဲ့တူးတန်တရားတွေများနေတာမျိုးအဲတယောက်နဲ့တယောက်တူးနဲ့တူးဟိုစွန်းလာလို့ပေါ့ဘာမှမဟုတ်ပဲနဲ့စကားများရံဖြစ်ရတာမျိုးစွန်းလာလို့ပေါ့ပြဿနာကတော့ကစားလေးတွေပေါ်လာတာမျိုးတဝင်တူရိုးစမှုလေးတွေကြောင်းတော့အဲစိတ်ဆူးစိတ်ကောက်တာလွှဲရင်တော့ကျန်တာဆူဆူဝါးဝါးမရှိပါဘူးလူငယ်တွေအရှိအီးမှဆိုရင်တော့ကြာစာပရိသတ်သမီးတွေဟာလေထန်ဘန်းစီလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ရှစ်သူကြီးစားရရှိဖို့အတွက်ခွင့်လန်းကောင်းနေတာ မတွေ့ရဘူးအားနေတယ်အရှိကြီးနဲ့ပတ်သက်ရင်ဖွင့်ပြောဖို့အတွက်အားနာနေတာမျိုးတုံဆိုင်နေတာမျိုးတွေဒီကြောင့်ဖြစ်ရတာမျိုးမိမိချစ်တဲ့သူမှရည်စားရှိတာမျိုးအဲချစ်သူချစ်တာမျိုးကြုံရတတ်တဲ့အတွက်တော့ single ဖြစ်ဖြစ် forever life ဖြစ်ဖြစ်နေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်အတိုက်ခိုက်တွေကြုံရနိုင်တယ်အတိုက်ခိုက်တွေပြူစားတိုက်ခိုက်တာမျိုးတွေမကောင်းတဲ့အတိုက်ခိုက်တွေလူနဲ့ဖြစ်စေအတတ်ပညာနဲ့ဖြစ်စေအတိုက်ခိုက်တွေကြုံရတတ်တဲ့အတွက်တော့ ဒေချာတဲ့ဘာဖြစ်ဖြစ်မိတ်ဆွေရဲ့ကာဒီလာမှာဘယ်နေရာမှာမဲလှုပ်တော့အပြိုင်ဆိုင်နေအထိုက်ခိုက်တွေပေါ်တက်တဲ့လာဖြစ်တာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အပြိုင်ဆိုင်အထိုက်ခိုက်တွေသတိထားပါငွေကြီးနဲ့ပတ်သက်ရင်ကိုယ်မှာရှိနေတာကိုမြင်အောင်လူမြင်အောင်မြင်မမြဲသောကာလဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်တူတူတိတ်တိတ်နဲ့ရှိတာကိုလူမမြင်အောင်ခားရင်ပုံမြဲပါတယ်လူမြင်မမြဲသောလဖြစ်တဲ့အတွက်ကြောင့်ဆရာငယ်ကိုလာပြင်းလည်းပြီးတာပါခင်ဗျာ ဒါပြင်မိတ်ဆွေတို့ဒီလက်တာတော့ပြမှာဘောစာပရိသတ်မျိုးမိတ်ဆွေတွေဟာအကျိုးပေးစီတော့အရာတွေနေနဲ့ဆိုရင်ဆက်ပြီးပြောပြပေးပါစီဒီလက်တာတော့ပြမှာမိမိတို့ရဲ့မိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေသူတွေအဲဆွမ်းလာတော့ ကျွန်တော်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်တယ်။ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့အသည့်ဝင်တာမျိုးလေးတွေလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်တယ်။ထို့အပြင်မိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲပြီးတော့အသည့်မိဆွေအသည့်မိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲရရှိနိုင်တယ်လို့မိဆွေအသည့်တွေရဲ့အထောက်အကူအကူအညီတွေကိုလည်းရရှိတတ်တယ်။ဝေးခွာနေသူတွေပြန်လဲစုံစည်းရတော့သဘောကိုစောင့်နေတယ်။အိမ်ဆောင်ရင်းနဲ့ပတ်သက်ရင်တော့မိမိအိမ်ဆောင်ဘက်ရဲ့ မတိအောင်လှုပ်ထားသောကိစ္စလေးတွေပြဿနာကိစ္စလေးတွေဖြေရှင်းမရအောင်လှုပ်ထားတဲ့ကိစ္စလေးတွေရှိရင်ပေါ်တက်တဲ့အတွက်တော့တတိယဆင့်ကျင်ရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုဖြစ်ရှင်တာတစ်ခုအိမ်အောင်ဘက်ကတစ်ခုဆိုတာမျိုးအကျွေးစီလို့ပဲခေါင်းနဲ့ပန်းလို့ဖြစ်နေတတ်တဲ့အတွက်အိမ်အောင်ဘက်နဲ့အိမ်အောင်ကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကိုကဒါဆိုဟိုကဖြစ်နေတတ်တဲ့အတွက်တော့အားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်တော့တတိယဆင့်ကျင်ရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ထို့တူပဲမိတ်ဆွေတို့ဒီလအတွင်းမှာအထက်လူကြီးအကြီးအကဲတွေရဖီအားပေးမှုတွေအမလုံမုံထားမှုတွေနည်းနည်းလေးခုကအချင်းချင်းလွဲထားမှုတွေကြုံရတတ်တဲ့အတွက်တော့တည်ထားစင်ကြီးပြီးကိုလိုအပ်တယ်လို့မိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြားလို့ရှိရင်ဆရာတို့ မိမိအိမ်ရဲ့မြက်စွာဘုရားမှာနော်မြက်စွာဘုရားမှာနော်ဆွနာလို့ပေါ့ဆရာတို့ဇွန်ခင်းရင်းလေးနဲ့တခုခုစားဖို့လေးတခုခုဇွန်နဲ့ခင်းရင်းမှာတွဲပြီးတော့လှူပြီးတော့အတိုက်ခိုက်တွေပြင်အောင်ဆူတောင်းသွားပါဥပမာပေါ့ဆရာဆိုရင်လက်ရှိအဲတခါတခွားမွေးပဲလှူလှူဖျက်သေးပဲလှူလှူဒါဆိုခင်းရင်းနဲ့စားလို့ရတယ်အဲ့တော့ခင်းရင်းလေးတစ်ချောင်းကိုလှူ ူးနဲ့ပါထည့်ပြီးတော့မျက်စောပြာမှာလှူပြီးတော့လူရကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုတာအတိုက်ခိုက်တဲ့အလိုလိုကင်းရှင်းသွားမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရအောင်မြင်တူးတက်စီပြီးအစဉ်ပြေစီရန်အတွက်အကျိုးပြုစီတော့အဲနဗတ်အနေနဲ့အကျိုးပြုစီတော့အရောင်အနေနဲ့ဆိုရင်တော့အသားရောင်အနီရောင်မိုးရရောင်တွေဟာအကျိုးပြီးကံကောင်းစီပြီးတော့မဖြစ်မနေတွဲလုံးတင်တော့နေသားအနေနဲ့ဆိုရင်တော့တောက်ကြတာသမီး အဲဆန္ဒီသားသမီးတွေကမိတ်ဆွေတွေရဲ့အကောင်ကိုအကျိုးပြုစေပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ခရီးသွားကိစ္စတွေအဲခရီးသွားမဲ့ကိစ္စတွေလုံခြုံမှုအေးချမ်းမှုနဲ့ပတ်သက်ပြီးတော့တွားလို့တဲ့မိတ်ဆွေများဟိုကတော့အင်္ဂါနေ့တို့အင်္ဂါသားသမီးတို့နဲ့တွဲဖက်သွားတာဟာကံရဲ့တူတက်မှုနဲ့အေးချမ်းမှုကို ရရှိတတ်ကြောင်းထလောင်းပြောစီကြားပါရစေအကျိုးပြီးတော့အရက်ဟာတော့မြောက်ဆူဆူရက်ဖြစ်ပါတယ်စန္ဒီယာအရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင် မိတ်ဆွေတို့ဒီလာတာတို့တွင်မှာ ကောင်းတော့အယောင်ဖွဲ့စီပြီးတော့မိမိတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲပွင့်လန်းစီရန်အတွက်ဆိုရင်တော့မိမိအိမ်ကနော်မိမိအိမ်ကဆွမ်းလာလို့ပေါ့ဖះမှာတောက်ရည်လေးကိုဆွန့်ဆွန့်မိတဲ့အခါ လောကဝိတုလို့အခေါက်40ရွတ်ရွတ်ပြီးတော့လက်ကလေးနဲ့တောက်ပြီးတော့ဖြားလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းပြီးအဆတ်ဆတ်ရရအဆင်ပြေလာပါပြီဆိုတဲ့အကြောင်းပြောလိုပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ကန်စတာညံ့နေသူတွေကြာစာပရိသတ်သမီးတွေက1989ကိုလည်းမကြခင်ရောက်ရှိတော့မှဖြစ်တဲ့အတွက်1989မှာဦးကောင်းစင်းချင်းမင်္ဂလာနဲ့ဆရာကဂျိုးပွဲစည်းတဲ့သဘောတွေအဟိုဆရာဒီနှစ်မှာ ကံကောင်းစီရန်အတွက်နေသားတစ်ခုချင်းစီကိုဥကောင်းစီရမှာဘလို့စီရမယ်ဘာတွေလုပ်ရမယ်အချိန်နေအဲရက်တွေဘလို့ပုံစံမျိုးဘယ်ရက်နဲ့နာမူမူပြီးဘာကိုလုပ်ရမယ်ဆိုတော့ဆရာကဒီလမှာတေချာဗီဒီယိုတစ်ပုဒ်ရိုက်ပြီးတော့တင်ပေးมาဖြစ်တဲ့အတွက်ကံတက်စီရန်အတွက်တော့အဲ့ဒီဗီဒီယိုမဟုတ်တာဆက်လက်စောင့်ကြည့်ပါအကြောင်းဆရာကထပ်မှန်ပြီးတော့အဲဆရာ marketing center ပဲပါလေခင်ဗျာကျေးဇူးတင်ပါတယ်အဲ့ဒီ video စောင့်ကြည့်ဖို့အကြံပေးခြင်းပါတယ်ကဲဆရာသာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဒုက္ခအပြားပြားကောင်းကျိုးအလူလီပိုင်ဆိုင်လို့ဘေးပြာတွေဝေးကွာကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းရင်းနဲ့ကဲအဟုတ်ပြောမယ်တောက်ကြရရောက်ရှိလာပါပြီခင်ဗျာတောက်ကြရပါရောက်ရရက်ကနေကျွန်တော်ရဲ့ like တွေကိုလှမ်းခဲ့ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်